မိလာပါသားတို့တို့ရေဒီခြေတို့က not only but also pattern လေးကိုတည်ယူရတဲ့နောက်မှာတော့နောက်ထပ် pattern လေးတစ်ခုဖြစ်တဲ့ thumb of the last pattern ကိုတည်ယူကြအောင်เนาะသူလေးလာကြည့်ကြအောင်ဒီခြေကတော့ဒီခြေ memory ဖြစ်ပါတယ် ောက်ဆိုရင်ဒီချက်လို့ကြည့်ကြည့်အောင် the modulus pattern ကိုဘယ်လိုအခြေအနေမှာသုံးတယ်လဲ the modulus pattern ကိုတော့ level comparative pattern လို့ခေါ်ပါတယ် level comparative pattern are ဘယ်လိုသုံးလဲဆိုတာကိုကြည့်ကြည့်အောင်နော် level comparatives are phrases commonly used in english to express proportionate increase or decrease to say that when something is increased or decreased is caused something as to change အဲဒါပေမဲ့ cooperative ကိုအင်္ဂလိပ်စာမှာဘလို့သုံးလဲဆိုလို့ရှိရင်အင်္ဂလိပ်တွေအင်္ဂလိပ်စာမှာဆိုလို့ရှိရင်ရော့သွားတာဒါမှမဟုတ်လို့ရှိရင်တိုးလာတဲ့အရာတွေကိုဖော်ပြတဲ့အခါမှာဆိုရင်သုံးပြတာဖြစ်ပါတယ်အဲ့တော့တစုံတရာမျိုးပြောလိုက်တဲ့အခါမှာအဲ့တစုံတရာရဲ့အရေးအသွေးတွေအဲတခုအတခုအကြောင်းအရာတွေကတိုးတိုးလာတဲ့အခါကို increase ဖြစ်လာတဲ့တစုံတရာကိုဖော်ပြတဲ့အခါမှာလည်းသုံးလို့အဲ့ဒီအရေးအသွေးတွေအကြောင်းအရာတွေကရော့ကျသွားတဲ့အခါမှာလည်းဖော်ပြတဲ့အခါမှာလည်းသုံးတာဖြစ်ပါတယ် နောက်ဆိုရင်ဒီချေရိုးနမူနာပုံစံလေးကိုကြည့်လိုက်ရအောင်နော်အော် the harder he walked the richer he became သူကအလုပ်တွေကြိုးစားလေလေအလုပ်ကြိုးစားခဲ့တာဖြစ်ခဲ့တဲ့အတွက်သူကပိုပိုပြီးတော့ချမ်းသာလာခဲ့တာဖြစ်ပါလေအဲ့တော့ဒီမှာကြည့်ကြည့်အောင်နော်ဒီမှာဆိုလို့ရှိရင် comparative အကြောင်းအရာလေးနှစ်ခုကိုရှင်းပြပြီးတော့ပေါ်ပြထားတာဖြစ်ပါလေဒီစာအကြောင်းလေးမှာဆိုရင် तू ကအလုပ်လုပ်တဲ့အလုပ်ကိုကြိုးကြိုးစားစားလုပ်တဲ့ဆိုရက် အကြောင်းအရာလေးရေသူကပို့ပြီးတော့ချမ်းသာလာတယ်ဆိုတဲ့အကြောင်းအရာလေးကို ရှင်းပြပြီးတော့ဖော်ပြတာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ describe an interconnected situation ဒီအခြေအနေနှစ်ခုဟာတစ်ခုနဲ့တစ်ခုအပြည့်အလဲဆက်သွင်းနေတယ်အပြည့်အလဲပြီးဝင်နေတဲ့အခြေအနေနှစ်ခုကိုလည်းဖော်ပြထားတာဖြစ်ပါတယ်ပြီးတော့ describe the relation of cause and effect describe the relation relationship ဆိုတာကဆက်နွယ်မှုဖြစ်ပါတယ် cause and effect အကျိုးနဲ့အကြောင်း နော်အကျိုးအကြောင်းဆက်ပြန်မှုဖော်ပြရတဲ့ချက်ကိုလည်းဖော်ပြထားတာဖြစ်ပါတယ်ဒီလိုဖော်ပြချက်တွေကိုသုံးပြီးကြည့်နေစလို့ကြည့်ကျေတို့က double comparative ဖြစ်တဲ့ the more the less ပုံစံကိုသုံးကြရတာအသုံးပြရတာဖြစ်ပါတယ်ဘယ်အချိန်လေးမှာသုံးလို့ရတယ်ဆိုလို့ရှိရင် past tense အနေနဲ့လည်းသုံးလို့ရတယ် present tense ပြုစုပန်းကာလမှာလည်းသုံးလို့ရတယ်လို့ future tense မှာလည်းသုံးလို့ရတာဖြစ်ပါတယ်အဲ့ဒီချက်ကိုကြည့်ကြည့်အောင် the more he walks the richer he will get ူကပို့ပြီးတော့အလုပ်လုပ်နေလေသူကပို့ပြီးတော့ချမ်းသာလာနေပြီချမ်းသာမှုရှိဒီမှာဖြစ်လာမှာဖြစ်ပါတယ်ဒီ sentence လေးရဆိုရင်တော့ future tense အနာဂတ်မှာသူကချမ်းသာလာနိုင်ရဲ့ဆိုတဲ့အကြောင်းအရာကိုပြထားတာဖြစ်တဲ့အတွက် future tense မှာလည်း the more the less pattern ကိုသုံးတာဖြစ်ပါတယ် the longer he waited the more impatient he became သူကအချိန်တကြာကြီးစောင့်ရလေလေ သူကပို့ပြီးတော့စိတ်မရှိမှုတွေဖြစ်လေလေဆိုတဲ့စာကြောင်းလေးဖြစ်ပါတယ်။ဒီစာကြောင်းလေးကတော့ Pastan အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာကိုဖော်ပြခဲ့တဲ့အတွက် Past မှာလည်း The more the less pattern ကိုသုံးလို့ရပါဖြစ်ပါတယ်။ The less I worry, the more I realize I'm free. ငါကတော့ကနေလေလေငါပို့ပြီးတော့စိတ်သက်သာမှုခံစားရလိမ့်မည်လို့ဖြစ်ပါတယ်။ဒီဟာလေးကတော့ဒီစာကြောင်းလေးရဲ့ tense ကတော့ present tense ပစ္စုပန်ကာလကိုညွှန်းတဲ့အကြောင်းအရာတွေကိုဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျားတို့သမီးတို့အနေနဲ့ the more the less pattern ကိုရေးသားတဲ့အခါမှာဆိုရင်အတိတ်ပစ္စုပန်အနာဂတ်ကာလသုံးပါးအစလုံးအတွက်အသုံးပြုပြီးရေးသားလို့ရပါတယ်။ဒါဆိုလို့ရှိရင်ဒီချက်တို့အဲ comparative double comparative ကို sentence တွေမှာဘလို့တွေ့ သုံးပြီးသုံးရမယ်ဆိုတဲ့ပုံစံလေးကိုတကယ်လို့ကြည့်ကြည့်ရအောင်ပေါ့စမ်းသပ်စီမှာသုံးမယ်ဆိုရင်ခုနကပြောတဲ့အကြောင်းအရာနှစ်ခုရှင်းတွဲပြီးဖော်ပြထားတာဖြစ်တဲ့အတွက်ကော်မာနဲ့ဆက်ထားတဲ့စာသားမျိုးအောင်ပါရမှာဖြစ်ပါတယ်ပထမအဆုံးစာကြောင်းမှာဆိုလို့ရှိရင် the more သို့မဟုတ် the less နဲ့စတဲ့ဟာဖြစ်မယ်ပြီးရင် comparative adjective ရှိရမယ် comparative ဆိုတာက degree 2 degree 2 adjective ကိုထည့်ရထားရမှာဖြစ်ပါတယ်ပြီး subject verb နဲ့ပြန်ရေးရမှာဖြစ်ပါတယ်ပြီးတော့အဲ့ဒီ sentence စာကြောင်းပြီးတဲ့အဆုံးနဲ့အခါမှာ full stop မရေးဘဲနဲ့ comma ချပြီးရေးပြရမှာဖြစ်ပါတယ် comma ချပြီးတော့မှဒုတိယ sentence မှာဆိုလို့ရှိရင် the more the more the less နဲ့ပြန်စပြီးရေးပါမယ် comparative adjective ကိုရေးပါမယ်ပြီး subject verb ဆိုပြီးတော့ပုံစံကိုရေးကြရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီချက်တို့နမူနာဝက်ကြလေးတစ်ခုရေးကြရအောင်နော်အဲ့တော့ပထမအဦးဆုံး the more ဒီချက်လို့စရေးပါတယ် the more ပြီး အဲ the more he walks တခါတလေမှာ adjective တွေကိုဒီကျေလိုကဖြုတ်ပြီးတော့ဖြတ်ပြီးတော့ရေးလို့ရပါတယ် the more he walks သူအလုပ်တွေများများလုပ်လို့လေ the richer the richer ဆိုတဲ့ comparative အပုံစံဖြစ်တယ် i say rich ကနေ i say she be a richer ပို့ပြီးတော့ချမ်းသာလာလေလေ he walk ကသူရရှိလေလေဆိုတဲ့ဒါကြောင့်လေးပဲဖြစ်ပါတယ်နောက်ဆိုရင် pattern ရေးသားနည်းကိုဒီကျေလိုကြည့်ကြည့်အောင်ဘယ်လိုရေးကြမလဲ အဲ့တော့ပထမဆုံး clause ကိုဒယ်နဲ့စပြီးတော့ရေးပါပေးထားတဲ့စာကြောင်းမှာရှိရပထမဆုံး clause ကိုဒယ်နဲ့စရေးပါ comparative adjective ပုံစံအောင်ရေးပါတဲ့ဒုတိယပုံစံအောင်လည်းပထမပုံစံအတိုင်းရေးရမှာဖြစ်ပါတယ်ဈာမှာတော့ comma ထည့်ရပါမယ်အဲ့တော့ the more သို့မဟုတ် the less comparative adjective subject verb comma the more သို့မဟုတ် the less comparative adjective subject plus verb ပုံစံနဲ့ရေးရမှာဖြစ်ပါတယ် ကြားမှာဆိုလို့ရှိရင်စာကြောင်းနှစ်ကြောင်းရှင်တွဲဖော်ပြထားတဲ့စာကြောင်းနှစ်ကြောင်းရဲ့ကြားမှာကော်မာလေးထည့်ပြရမှာဖြစ်ပါတယ်အဲ့တော့စာကြောင်းလေးမှာပါတယ် as to when to if to and to but to စကားစက်တွေပါလို့ရှိရင်เนาะဖြုတ်ပြရမှာဖြစ်ပါတယ် negative object တွေကိုတွေ့တဲ့အခါမှာဆိုရင်เนาะ less ကိုအသုံးပြုပြီးတော့ရေးသားရမှာဖြစ်ပါတယ်အဲ့တော့မိကုံးလေးကိုကြည့်ကြည့်အောင် example အနေနဲ့ as the house is larger the tax is higher အိမ်ကကြီးတဲ့အတွက်ကြောင့် tax နဲ့အခွန်အားတွေမြင်မှားစွာဆောင်ရတယ်လို့ဒီပေးရပါတယ်။ဒါဆိုရင်ဒီချက်တော့ပထမဆုံးဝါကြမှာဆိုလို့ရှိရင် the comparative adjective ပုံစံရေးပါမယ်။ the larger နော် the larger ဆိုပြီးတော့ရေးထားမှာဖြစ်ပါတယ်။ the larger the house အိမ်ကကြီးလေလေ the higher the tax နော် tax ကမြင့်လေလေပဲဖြစ်ပါတယ်။ အဲ့တော့ adjective ပုံစံကြောင်းတာတွေရှိပါတယ်။အဲ့တော့ longer adjective တွေခေါ်တယ်။အဲ longer adjective တွေမှာဆိုလို့ရှိရင် teacher တို့ကရှေ့မှာ more tree ပါဖြစ်ပါမယ်။ more interesting more ထည့်ပြရမှာဖြစ်ပါတယ်။ interesting ဆိုရင် more interesting ကိုပြန်ပြရမှာဖြစ်ပါတယ်။ short of adjective တွေဖြစ်တဲ့ cheap ဆိုလို့ရှိရင်တော့ that cheap part ဆိုပြီးတော့ er ပေါင်းပြရမှာဖြစ်ပါတယ်။ irregular adjective တွေမှာဆိုလို့ရှိရင်တော့ got ဆိုလို့ရှိရင် better ဖြစ်မှာ for ဆိုရင် father ဆိုပြီးတော့ပြန်ပြရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီ teacher တို့ရေးချင်တဲ့လေးကို ့ဆက်ပြီးလို့ကြည့်ရအောင်เนาะဒီလေ့ကျင့်ခန်းလေးမှာဒီချက်ပထမအဆုံးငါးဘုတ်ကိုအဖြေလေးနဲ့တူအပြပေးသွားမှာဖြစ်ပါတယ်နောက်ထပ်ငါးဘုတ်ကိုတော့သားတို့သမီးတို့ကိုယ်တိုင်ဖြည့်ကြည့်ပြီးမှဒီမှာပြန်ပြီးတော့အဖြေတိုက်ဖို့ဒီချက်အကြံပြုပေးပါရစေ B rewrite the following sentences using the more the less or comma the more the less structure ကိုသုံးပြီးတော့စာကြောင်းတွေကို ပြန်ရေးပြရမှာဖြစ်ပါတယ် sentence တစ်ကြောင်းလုံးပြန်ရေးဖို့မမိပါနဲ့အဲ့တော့ပထမဆုံးဟာလေးကိုကြည့်အောင်เนาะပထမဆုံး question လေးကိုကြည့်ကြည့်အောင် i get older but i feel younger ငါအသက်ကြီးလာတယ်ဒါပေမဲ့လေတဖြည်းဖြည်းနဲ့အသက်ကြီးလာတယ်ငါကတော့ပို့ပြီးတော့ကို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 တော့လူမျိုးသူလိုခံစားရတာတယ်လို့ဆိုရစာကြောင်းလေးဖြစ်ပါတယ်ဒါဆိုရင်ဒီချက်တို့က the modelless ပုံစံလေးနဲ့ရေးပဲပထမစာကြောင်းမှာပထမအဆုံး the adjective comparative adjective ပုံစံနဲ့ရေးမယ်ပြီး subject verb comma ဒုတိယစာကြောင်းမှာလည်းဒီတိုင်းပဲ then comparative adjective ပုံစံနဲ့ရေးမယ်ပြီး subject verb ကိုရေးမှာဖြစ်ပါတယ်အဲ့တော့ပြန်ရေးတဲ့အခါမှာ the the older i get comma the younger i feel ငါကအသက်ကြီးလာလေလေငါပို့ပြီးတော့နုပြို့မှုကိုခံစားရလာလေလေဖြစ်ပါတယ်ဒီပြန်ရပါတယ် Okay, question number two. If I study more, I get better grades. ပို့ပြီးတော့စာတွေလေးလာလေးလေးကောင်းတဲ့အဆင့်မျိုးရလေလေးဖြစ်ပါတယ်။ဒါဆိုရင်ဒီစာကြောင်းလေးမှာလည်းဒီတိုင်းပဲ the more the less pattern ပုံစံနဲ့ရင်းမဲ့ if do စကားဆက်တွေပါရင်ဖြုံမှာဖြစ်ပါတယ်။ပြန်ရေးတဲ့အခါမှာတော့ the more i study အဲ့တော့ adjective the more ကိုရေးပါမယ်။ the more more adjective ဖြစ်ပါ the more i study ငါကပို့ပြီးတော့လေလာလေးလေး the better the grades i get ငါကအဆင့်ကောင်းလေးတွေအဆင့်ကောင်းတာတွေရရှိလေးလေးဖြစ်ပါတယ်။ငါရဲ့အဆင့်လေးကောင်းတာလေးတွေဖြစ်ပါတယ်။ Okay question number 3 if there are more cars the traffic will be worse တကယ်လို့များတယ်ကားကြီးအများကြီးဖြစ်ပေါ်လာတယ်ဟာပြန်ကားကြီးအများကြီးရှိလာမယ်ဆိုလို့ရှိရင် the traffic ရေကြောပိတ်ဆို့မှုတွေက will be worse ပို့ပြီးတော့ဆိုးဝါးလာလိမ့်မယ်ဖြစ်မှာပါဟဲ့ဒါကိုဒီချေတော့ the more the less pattern လေးနဲ့ပြင်ရတဲ့အခါမှာဆိုရင်အဲ့တော့ရှေ့မှာ comparative adjective ကိုစာရင်မဲ့ the more cars there are ဒီမှာ ကားတွေကအများအပြားရှိလာလေ if ဇကဆက်ကိုပါဖြုတ်ပါမယ် comma the rules uh, traffic will be ပို့ပြီးတော့ရင်းကျော်ပိစုံမှုတွေကဆိုးွားလာလေဖြစ်ပါဖြစ်ပါတယ် okay number 4 if you have a better education you will have a greater opportunities တကယ်လို့မိမာတဲ့ကောင်းမွန်တဲ့ပညာရေးတွေရရှိလာမယ်ဆိုလို့ရှိရင်မိမာကျယ်ပြန့်တဲ့ကြီးမားတွေအခွင့်အလမ်းတွေရရှိလာမှာဖြစ်ပါတယ် ဒါတို့တချို့ကပြင်ရတဲ့အခါမှာဆိုရင် the better education you have မြန်မာကောင်းဝင်တဲ့ပညာရေးတွေရှိလေလေ the greater opportunities you will have မြန်မာပို့ပြီးတော့ကောင်းဝင်တဲ့အခွင့်အရေးတွေရရှိလာနိုင်လေဖြစ်ပါတယ် okay question number 5 if the coffee is stronger i sleep less ော်ဖီကပို့ပြီးတော့ခါလေပြီเนาะတကယ်လို့ကော်ဖီကခါလေဆိုရင် strong glass ကပြင်းထန်တာဆိုတာခါတော့ပြောတာအဲ့တော့ကော်ဖီခါတဲ့အခါမှာ ice level ကအိတ်တာနည်းလေးဖြစ်ပါတယ်အဲ့တော့ကော်ဖီတောက်တာခါခါတောက်ရင်အိတ်ဆက်မှုတွေနည်းလေးလို့ပြောချင်တာဖြစ်ပါတယ်အဲ့ဒါကိုတကယ်လို့ the more the less နဲ့ပြင်ရတဲ့အခါမှာဆိုတော့ the stronger the coffee the stronger the coffee comma the less i sleep ဆိုတော့တခါတရံမှာဆိုရင်ဒီချေတို့ back to be ကိုဖြုတ်ပြီးတော့ခြံထားပြီးရေးသားလို့ရပါတယ်အဲ့တော့ဒီမှာပြန်ရေးလိုက်တဲ့အခါမှာ the stronger the coffee coffee ကခါလေလေ the less i sleep ငါအိတ်အိတ်တာလေးလေးလေးဖြစ်ပါတယ်။ဒါဆိုရင်သားတို့သမီးတို့အနေနဲ့ the more the less pattern လေးအကြောင်းကို နားလည်သဘောပေါက်မယ်လို့ဒီချေရယူဆပါတယ်။ဒါကြောင့်မလို့နောက်ထပ်လေ့ကျင့်ခန်းလေးငါကိုအရင်ဆုံးပြုလုပ်ပြီးတော့အရင်သားတို့သမီးတို့ကိုယ်တိုင်ပြုလုပ်ပြီးတော့ဒီမှာဒီ application လေးထဲမှာပဲလာပြီးတော့အဖြေတိုက်ကြိုးဒီချေကအကြံပြုပါတယ်။ ီ channel အတူတူလေ့လာသင်ယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်သင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ကြရမယ်နော်။